အားလုံးမင်္ဂလာပါရှင်။ဒီမှာယနေ့ပညာရှင်ကြီးဒီပေါ့နော် approach ရဲ့အတိတ်တစ်ခုကိုကျွန်မရနေဆွေးနွေးသွားပေးမှာဖြစ်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင် Steve Steve Jobs ဆိုတဲ့ပညာရှင်ကြီးပေါ့နော်။သူကကျွန်တော်တို့ဒီ iPad ဖုန်းတွေကိုတီထွင်ခဲ့တဲ့ပညာရှင်ကြီးပါ။သူကဘာဆိုထားသောဆိုရင် we limit the how much technology our kids use at home အိမ်မှာကလေးတွေဟာဒီကနီးပြီး ထုတ်လုပ်လိုက်တဲ့ပေါ့နော်ဒီဖုန်းလေး iPad တွေကိုအဓိကပေါ့နော်ဒီဖုန်းလေးစသည်ဖြင့်မနော်ကွန်ပျူတာတွေ TV တွေအဲ့ဒီပေါ်မှာကန့်တတ်ဖို့လိုတယ်တဲ့အဲ့ကန့်တတ်ဖို့လိုတယ်ဒီကပစ္စည်းတွေကိုထုတ်လုပ်တဲ့ iPad ကိုထုတ်လုပ်တဲ့ပညာရှင်ကြီး Steve Jobs ကိုယ်တိုင်ကကိုပဲ limit ထားမယ် limit ရေးကြည့်တယ်အဲ့လိုမျိုးခုခေတ်ပေါ်ပစ္စည်းတွေအဓိကတော့ဗောနော်တက်ကနိုလော်ဂျီနဲ့ဆိုင်တက်ကနိုလော်ဂျီတွေတိုးတက်လာတာဖြစ်တဲ့အတွက် ဒီပစ္စည်းတွေကလည်းအများကြီးပေါ်ထွက်လာတယ်။အဲ့ဒီပစ္စည်းတွေပေါ်မှာ limit မထားဘဲနဲ့သုံးခွင့်ပေးလိုက်မယ်ဆိုရင်နောက်ဆက်တွဲစိုးကျိုးတွေကအများကြီးပါပဲ။အဲ့တော့ကျွန်တော်ကျမကနေဆွေးနွေးမှာတော့ Steve Jobs ရဲ့ approach ကိုဆွေးနွေးမှာဖြစ်တဲ့အတွက်ပေါ့နော်။ဟိုဒီအကြောင်းတော့အကျဲ့ချက်မဆွေးနွေးတော့ပါဘူး။တခုပဲကျမ the message ပေးချင်တာပါ။ limit ထားပါမယ်။ technology တွေကိုသုံးစွဲခြင်းကိုကန့်တတ်မှုတွေနဲ့ပဲသုံးစွဲခွင့်ပေးရပါမယ်ဆိုတာလေးကိုဒီကဒီပစ္စည်းကိုတီထွင်ခဲ့တဲ့ပညာရှင်ကြီးကိုယ်တိုင်ကကိုပဲဒါပြောဆိုထားပါတယ်ရှင်ဒါဆိုရင်ကျမတို့ဒီ steep job ကကြတော့ဘလူတွေဒီက land နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီမှာဆိုရင် lecture ဗောနော် lecture တိုင်းနေဟာ lecture တိုင်းနေဟာဒီဒုတိယ absorb လုပ်နိုင်တာ5%ပဲရှိတယ် အခုလိုမျိုးပေါ့နော်ကျမတို့ Zoom နေနဲ့ဆွေးနွေးနေရတာကဘယ်တကယ်တော့နီလက်တွေ့ဒါတော့ခြေနေရပေါ့နော်ဒါဆွေးနွေးနေရတာတကယ်လက်တွေ့လုံဆောင်စေခြင်းအဖြစ်ဒီအကြောင်းအရာတွေကိုတယောက်တမျိုးစီမိမိတွေ့ကြုံနေရတာတွေကိုဆွေးနွေးစေခြင်းအဖြစ်ဆိုပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့လို့ခြေနေရပေါ့နော်ဒီလိုမျိုးတွေဆွေးနွေးရတာတကယ်တော့ဒီလိုမျိုးဆွေးနွေးခြင်းအရရရှိသွားမှုဟာ5%ပဲရှိတယ် ဘုရားပို့များလို့ဆိုရင် private doing က75%ရှိတယ်။ဒါဆိုရင် လက်တွေ့အတိမိမိမှအတိထားတဲ့အတိတွေကိုလက်တွေ့နဲ့ပေါင်းဆက်ဖို့လိုတယ်။အဲ့ဒါပေါ့နော်။အဲ့ဒါလေဒါဒီမှာဆိုလို့ရှိရင်ဒီကလူမျိုးလေးလာခြင်းအပြင်သိရှိစေတာပေါ့နော်။ဖတ်ခြင်းစာဖတ်ခြင်းကကြတော့10%ပဲရှိတယ်။ဒီ audio တွေနဲ့ကျမတို့နားထောင်တာ20%ပဲ absorb လုပ်နိုင်တယ်။ demonstration ဒါကိုတကယ်ကိုလက်တွေ့ပေါ်တော့တယုတ်ပြခြင်းကြီးရဲ့တင်ကြားတာကြတော့30% discussion group တွေဖွဲ့ပြီးတော့ discussion တွေဆွေးနွေးတာ50%အဲ practice doing ရကြတော့75%အကောင်းဆုံးရာခိုင်နှုန်းကကြတော့ teach other မိမိသိနေတဲ့အကြောင်းအရာတွေကို တခြားသူတွေကိုပြန်လည်တင်ကြားပေးခြင်းအဖြစ်ပို့ပြီးတော့ဆွေးမြဲတဲ့မှတ်မိမှုတွေမှတ်ဉာဏ်တွေကိုရရှိစေတာကြတော့90ရာခိုင်နှုန်းရှိရဲ့ အဲအဲ့တော့ကြတော့ဘလူချင်းကြီးမျိုးတွေလှုပ်ဆောင်ရင် ရာဂိုင်နှုံးတွေဘလောက်များများနဲ့အပြောလုံးနိုင်တယ်ရရှိသွားစေတယ်ဆိုတာလေးကိုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် average student retention rate ဆိုတဲ့နှုံးတွေကိုကျွန်မကနေပြီးတော့ဒါဆွေးနွေးပေးရခြင်းဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ဒီမှာဆိုရင်ဒီမှာဆိုရင်ဒီ wardrobe မှာသူက principle ဘာလောက်ထားတော့ဆိုလို့ရှိရင်6ခုချထားတယ်အဲ့ဒီမှာဆိုရင်ဒီက steep job ကလည်းပဲကျမတို့ဒီက water education ကိုပဲဘာလို့ထားအောင်ဆိုရင်သူကလက်ခံတဲ့သူပါဒါကြောင့်လက်ခံတဲ့သူဖြစ်တဲ့အတွက်သူက water approach ကိုလက်ခံတဲ့သူသူကိုယ်တိုင်ကလည်းဒီကဟိုဒီ PC iPad PC ကိုသူတီထွင်နိုင်တဲ့သူဒါပေမဲ့ဒီ PC တွေကိုတီထွင်နိုင်တော့ညာလဲ သူဟာတော့ limit ထားမယ်ဆိုတဲ့ technology ဘိုင်းကိုအများများသုံးတာဟာကလေးတွေတွေ့ကြရင်အနေရည်တွေရှိနိုင်တယ်တင်းတင်းုံသုံးရင်ကောင်းတဲ့အခြေအနေကိုရတယ်အဲလွန်သွားရင်မကောင်းဘူးဆိုတာလေးကိုဆွေးနွေးပြခြင်းဖြစ်ပါတယ်ဒီမှာဆိုရင် order ကနေပြီးတော့သူ့ရဲ့ principle 6ခုချမှတ်ထားတယ်။ဒါဆိုလို့ရှိရင်အဲ့ဒီကအကြောင်းအရာလေးတွေကိုကျမတို့ဆက်ပြီးတော့လေ့လာသွားကျမတို့ဆက်လက်ဆွေးနွေးပါသွားပါမယ်ရှင်။အဲကျမဆွေးနွေးမဲ့ပထမဆုံးဒီ6ခုရဲ့ပေါ့နော်။ အကြောင်းအရာလေးရကြတော့ပုံပြောခြင်းအဓိက story telling ကအဓိကကျမတို့ water approach ရဲ့အဓိကချင်းကနေတစ်ခုအနေနဲ့ရှိနေပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးတွေ story telling တွေလှုပ်ရှားအဖြစ်အရင်းချက်လက်တွေကိုစီမံဆောင်ရွက်နိုင်ရန်စိတ်ကိုဖွင့်ထားနိုင်ခြင်းတွေ open mind တွေကိုရရှိလာစေတယ်။စိတ်ကူးစိတ်သန်းတွေကောင်းမွန်စေခြင်းတွေကိုရရှိတယ်။ပြဿနာ ဖြေရှင်းနိုင်မှုစွမ်းရည်တွေကိုပြင်ပြိုးစေတယ်။ ကလေးတွေကိုယ်တိုင်ပုံမြင်တွေကို ဖန်တီးပြောဆိုရေးသားနိုင်တဲ့အဆင့်ထိကိုရောက်ရှိလာမယ်။ကလေးတွေရဲ့စိတ်ကိုတက်ကြွစွာပါဝင်စေခြင်းတွေကိုဖြစ်ပေါ်လာမယ်။ အဲ့ရဝင်ချိန်မှာတဲ့ကိုယ်တိုင်ပုံမြင်နေဖန်တီးပြောဆိုခြင်းဖြင့်ကလေးတွေဟာသူတို့ကိုယ်တိုင်ဖန်တီးထားရတာတွေကိုပြန်ပြောပြရတာဖြစ်တဲ့အတွက်သူတို့ကိုပျော်ရွှင်ခြင်းဆိုတဲ့ရလဒ်ကလေးကိုရစေတယ်။နောက်တစ်ခါအဲ့လိုမျိုးသူတို့ကိုဒီက story telling တွေကိုကိုယ်တိုင်ပြောစီခြင်းဆိုတော့သူတို့မှာစကားလုံးတွေခြားပွေရပြီစကားလုံးတွေဟိုသူတို့ဘာသူတို့တီထွင်ရပြီအဲ့ဒါကြောင့်ဟောဟာရတွေကျွဲဝါစေတယ်။ ောက်တစ်ခါ story တွေကိုနားထောင်ကြည့်ရဖြစ်လေဘဝအတွေ့အကြုံတွေကိုကြားသိလာရတယ်မရောက်ဘူးသေးတဲ့ data တွေရဲ့အကြောင်းအရာတွေကိုလည်းသိရှိလာစေပါတယ်တဲ့ဒါဆိုရင်ကျမတို့ဒီ autos approach ရဲ့အဓိကပေါ့နော်အဲဒီအဓိကဒီချင်းကန်နေရကြတော့ story telling နေပုံမြင်တွေကိုပုံပြောခြင်းနဲ့ကလေးတွေရဲ့ ဖွင့်ပြရမယ့်အကြောင်းအရာတွေကိုဖွင့်ပြလောင်းစိတ်ကူးစိတ်ကတန်တွေကောင်းလောင်းပြည်တနာတွေကိုဖြည့်ရှင်းမှုစွမ်းရည်တွေမြင့်တက်လောင်းသူတို့ကိုသူတို့ကိုယ်တိုင်ဖန်တီးတဲ့အတွက်ပျော်ရွှင်ခြင်းဆိုတဲ့ယတာတွေကိုခံစားရအောင်နောက်တစ်ခါမရဘူးတဲ့ဒေတာတွေရဲ့အကြောင်းအရာတွေကိုလည်းသိရှိလာစေရဆိုတဲ့အကြောင်းအရာတွေဟာဒီလိုမျိုးပေါ့နော်ပုံပြောခြင်းတွေကနေပြီးတော့ရရှိလေရရှိလာစေပါတယ်တဲ့နောက်တစ်ခုကကြတော့ကလေးတွေဟာတဘာဝမှာရှင်သန်ကြတယ် ကလေးတွေဟာတဘာဝမှာရှင်သန်ကြတယ်ဒါဆိုရင်သူတို့ကိုတဘာဝကြီးနဲ့ထိတွေ့ခင်ပေးရမယ်။အဲတဘာဝဒါအလုံးအတွက်အကြီးမားဆုံးကစားခွင့်ဖြစ်တယ်။ဒါတဘာဝအလုံးဆိုရွေးရလူသားအလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။ကလေးတွေရော လူကြီးတွေရောလူငယ်တွေရောလူလက်တွေရောအလုံးပေါ့လေ။ ဒါကြောင့်တဘာဝအလုံးအတွက်အကြီးမားဆုံးသောကစားခွင့်ဖြစ်တယ်တဲ့။ဒါဆိုရင်တဘာဝနဲ့ထိတွေ့ခြင်းအပြင်စိတ်ခံစားချက်တွေမိမိမှာဖြစ်နေတဲ့ stress stress တွေအဲဒါတွေကိုဘာဖြစ်စေလို့ဆိုရောကြစေတယ်။ပို့ပြီးတော့အင်အားတက်တယ်ကိုဘာဖြစ်လာစေလို့ဆိုရင်ရရှိလာစေပါတယ်။ဒါကြောင့်လည်းပြင်ပပတ်ဝန်းကျင်မှာစူးစမ်းရှာဖွေလေ့လာခြင်းတွေကိုလှောက်ဆောင်စေရမယ်။ပြင်မပတ်ဝန်းကျင်ပြင်မပညာရေးရာကလေးတွေအတွက်အေဂျင့်တည်ငြိမ်မှုကိုရရှိတယ်။ပြင်ပကိုအော်တိုလန်နီးရေပေါ့နော်။ဒါအော်တိုကို ထွက်ကိုပေးရမှာပါပြင်ပပတ်ဝန်းကျင်ပညာရေးရကလေးတွေကိုအေဂျင့်တည်ငြိမ်စေတယ်ဆရာကြီးတယောက်ကပြောဦးတယ်တစ်ပင်အောင်မှာစာတည်ငြိမ်ရပြင်ဒီတစ်ပင်ကိုချစ်မြတ်လို့တဲ့စိတ်တော့ကလေးလေကလေးရဲ့စိတ်ထဲမှာရရှိသွားစေမှာပေါ့နော်ဒါဆိုရင်တဘာဝကြီးကိုသူဒါလေးလာလို့စေ ်အစူဇန်လူစိတ်တွေချစ်မြတ်လူစိတ်တွေကိုရရှိလာစေမှာဖြစ်ပါတယ်နောက်တစ်ခုကကြာတီထွင်ပန်တီးမှုကိုလည်းအားကောင်းစေတယ်တဲ့ဒီသဘာဝကြီးနဲ့ထိတွေ့မှုပေးခြင်းအဖြစ်ပေါ့နော်ကလေးတွေရဲ့နောက်တကခုခံအားစနစ်ကိုပါအားကောင်းလာစေတယ်တဲ့ဒါဆိုလို့ရှိရင် outdoor activity တွေကိုများများပေးရမယ်အဲ့လိုမျိုးတွေလှုပ်ဆောင်စေခြင်းအဖြစ်သူတို့ရှင်သန်ရမယ်အကြောင်းရဲ့ရှင်သန်ဖို့လိုအပ်နေတဲ့အကြောင်းအရာလေးတွေဤသွေးလေးတွေကိုပို့ပြီးတော့တိုးတက်လာစေမှာဖြစ်ပါတယ်ဒါဆိုရင် ကျွန်မ6ချက်တည်းမှာဆိုရင်ခနေကလေးတွေကတဘာဝမှာရှင်သန်ရမယ်ဆိုတဲ့အကြောင်းအရာလေးရယ်နောက်ပြီးတော့ပုံပြောခြင်းနေနဲ့ပေါ့နော် story telling နေနဲ့ကလေးတွေရဲ့စိတ်ကူးစိတ်သန်းနေပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်တွေအဲနောက်တစ်ခါသူတို့မှာရှိနေတဲ့ဟိုကခုခံအားစနစ်တွေပါဖွံ့ဖြိုးလာအောင်ပေါ့နော်ဒါဒီချင်းကန်ကြီးတွေနဲ့ပေါ့နော်ပုံမြင်ပုံမြင်တွေကိုပြောခြင်းအားဖြင့်၎င်း နောက်တကသဘာဝကိုသူတို့ကိုအောက်တို့ activity တွေများများပေးခြင်းအဖြစ်၎င်းဆောင်ရွက်ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်ရှင်။အဲယနေ့ဆွေးနွေးချက်ကလေးကိုလည်းကျွန်မဒီမှာရင်မဲ့ရနာခွင့်ပြုပါ။နောက်နေ့တွေမှာဆက်လက်ပြီးတော့ကြန့်ရှိနေသေးရဆွေးနွေးစရာရှိတာတွေကိုကျွန်မဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်လည်းညီကုန်းချုပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။